မစ်သစ်ရန်ကိုအမြန်ရောက်ချင်ရင်ဒါမှမဟုတ်ပွဲတိုင်းဇက်တိုက်နိုင်ဖို့ဆိုရင်ဒီကင်မရာတွေနဲ့ကစားကြည့်သင့်ပါတယ်။အားလုံးပဲမင်္ဂလာပါ MJ Gaming Channel ကလည်းပြန်လည်ကြိုဆိုပါတယ်။ဒီဗီဒီယိုမှာတော့အခုလက်ရှိမတ်တာမှာအရန်ကြမ်းနေတဲ့အကောင်းဆုံးကင်မရာ၅ခုကိုပြောပြပေးပါမယ်။ဒါ့အပြင်ဒီကင်မရာတွေကိုဘယ်လိုကစားရမလဲ။ဘက်ကတ်တွေဘယ်လို line up တွေကိုရွေးချယ်သင့်လဲ။ဒီကင်မရာတွေရဲ့ play style တွေနဲ့အားလာချက်အားနည်းချက်တွေကိုပါပြောပြပေးသွားမှာမို့ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးသွားပါဦး။ ကင်မရာတွေအကြောင်းမပြောရင်ဒီကင်မရာတွေက top global player တွေ price rate များတယ်ကင်မရာတွေတဲကနေ personal အမြင်နဲ့ရွေးချယ်ထားတာဖြစ်ပါတယ်ဒီတော့စလိုက်ရအောင် number 5နေရာကတော့ the beast commander lucas ပါ lucas ရဲ့ battle ထဲမှာထိရောက်စေတဲ့ skill က damage ရမ်းများပါတယ်သူ့ရဲ့ skill ကိုတစ်ချက်ကြည့်အောင် battle ထဲမှာသားရဲကောင်ရုတ်ထွေးပေါ်လာမှဖြစ်ပြီးတော့ပုံစံနှမျိုးနဲ့နေရာချလို့ရပါတယ် ထမပုံစံကနောက်ဆုံးတန်းမှာထားရင် ပွဲစားတာနဲ့ enemy တွေကိုလှန့်ထူမှာပါမက်ဆိပ်ပြီး45ရာခိုင်နှုန်းနဲ့ညီမြတဲ့ physical damage ထိမှာဖြစ်ပြီး1.5 second ကြာမူးနေအောင်မှာဖြစ်ပါတယ်နောက်ထပ်ပုံစံကတော့ရှေ့ဆုံးတန်းမှာနေရာချထားရင်ပွဲစားတာနဲ့ရုပ်ထုကပေါက်ကွဲသွားမှာဖြစ်ပြီးအနားက enemy တွေကို damage ပေးပြီး hybrid defense လျှော့ချပေးမှာဖြစ်ပါတယ်ကမန္ဒာလူကတ်စ်ကပတေထဲမှာအားသာတဲ့ကမ်ပတ်ကမန္ဒာမျိုးစားဖြစ်ပါတယ် ဒါကြောင့်အာလီဘိုင်းမှာအားလာပေမဲ့လီဂိန်းမှာအားနေပါတယ်။လိုင်းဟက်အနေနဲ့ဘူဇာဆန်နေဂျီကိုအဓိကထားပြီးကစားကြည့်ပါ။အခြားဘဲဆန်နေဂျီနဲ့မဆိုအဆင်ပြေပြေကစားလို့ရတာကြောင့် run တက်ချင်စန့်ကစားကြည့်တဲ့နဲ့ကင်မရာတကောင်ပဲဖြစ်ပါတယ်။နံပါတ်၄နေရာကတော့ interest မလိုတဲ့ကင်မရာလမ်းဆက်လုပ်ကိုယူချစ်ထားပါ။သူ့ရဲ့ထူးခြားတဲ့ skill က interest မရပေမဲ့ပွဲတိုင်း goal ပို့ရနိုင်မှာဖြစ်ပါတယ်။သူ့ရဲ့ skill ကိုတစ်ချက်ကြည့်ရအောင်။ interest မရတော့ဘဲ round alike ကိုအပူရနေမှာဖြစ်ပါတယ်။ round 1 round 2မှာ3ကို round 3ကနေစပြီး4ကိုပွဲတိုင်းရနေမှာပဲဖြစ်ပါတယ်။ဒါအပြင်ပွဲပြီးတိုင်းရှိသမျှ goal အားလုံးကိုကမ္မနာ level တင်တဲ့အထက်ကိုရောက်သွားမှာဖြစ်ပါတယ်။ last lot ရဲ့အသာချက်က interest ကိုဂယူဆိုင်စရာမလိုတာကြောင့် queue များများရှာနိုင်ပါတယ်။နောက်ပြီးကမ္မနာ level ကလည်းပြများတွေတက်အရင်တင်နိုင်ပါတယ်။ အာလီပိုင်းကနေကစက်တိုက်နိုင်ပွဲတွေရအောင်ကစားသင့်ပါလိုက်ဖက်တဲ့ကတ်တွေကတော့ experience ရတဲ့ကတ်တွေပါလုံးဝမယူသင့်တဲ့ကတ် ကတော့ port agreement နဲ့ territory agreement ပါ economy အသာတဲ့ကမနာဖြစ်လာမှု line up ကတော့ base energy နဲ့မဆိုအဆင်ပြေပါတယ်နောက်ထပ်ကမနာကတော့ရေခဲဘီယံမှာ aurora ပါ crystal နဲ့ phobohiro တွေဒီရနိုင်တဲ့ java rule တွေရပါတယ် Aurora SK က short မှာဘာဟီယိုမှာမဝယ်ရင် Cross Energy နှစ်ခုရပါတယ်။ Camera 2 Star ဆိုရင်တော့ Cross Energy သုံးခုရပါတယ်။6ခုပြည့်ရင်အနည်းဆုံး5ခုနဲ့ညီတဲ့ Japan Rural တွေရနိုင်ပါတယ်။ Go, Experian, Equipment, Hero တွေနဲ့ Crystal တွေထိအောင်ရနိုင်ပါတယ်။ Aurora နဲ့ကစားရင် Round 1မှာဘာဟီယိုမှာမဝယ်သင့်ပါဘူး။ကစားနည်းပြည့်စုံကိုဗီဒီယိုလေးတင်ပေးထားတာရှိပါတယ်။ Description မှာ link လေးရှိပါတယ်။ Aurora နဲ့ Life Vest ဆုံးကတ်တွေကတော့ Synergy Crystal ရတဲ့ Prime Selection နဲ့ The Peace Davidam နောက်ထပ်ကမနာကတော့ We Roll Queen Conivari ပဲဖြစ်ပါတယ်။ Conivari က short refresh တစ်ချိန်လုံးတိုင်း free heal ရနိုင်တဲ့အခွင့်အရေးရှိပါတယ်။သူ့ရဲ့ skill က short refresh လုံးတိုင်း free heal ရဖို့14%ချန့်ရှိပြီးကမနာ2 star ရရင်26%ချန့်တိုးလာမှာပါ။ Conivari ရဲ့အလားချက်က 3 star ဟီးရိုးရဖို့လွယ်ကူပြီးအားနည်းချက်ကတော့ refresh များများမလုပ်နိုင်ရင်တော့မကြမ်းပါဘူး။ဒါကြောင့်ကတ်တွေရေးချေရမှာ pre refresh ရတဲ့ကတ်တွေကိုဦးစားပေးရွေးသင့်ပါတယ်။ alive version ကတ်တွေကတော့ premium client 1နဲ့2 golden era နဲ့ open promotion တို့ပါ။ conibari ကလည်းစနစ်ကြီးမယွေးပဲကိုကြိုက်တဲ့ line အကိုကစားလို့ရပါတယ်။နောက်ဆုံးကင်မရာကတော့ The King of Go ခြုံဝင်းဖြစ်ပါတယ် ပွဲတိုင်းဂိုးပိုရတဲ့စကေးကြောင့်အချမ်းသာဆုံးကမနာပါ။ချောင်းရစကေးက919ရပါတယ်။တမနာ2 star ဖြစ်ရင်ရှုံးရင်လည်း2ကိုရအောင်ပါပါ။ဦးစားပေးယူသင့်တဲ့ကတ်တွေကတော့ဂိုးရတဲ့ကတ်တွေပါ။ live version ကတ်ကတော့ for a great pd နဲ့ the mo the maria ပါ။အားသာချက်ကတော့စက်တိုက်နိုင်ရင်ဒါမှမဟုတ်စက်တိုက်ရှုံးရင်ရတဲ့ဂိုးပိုနဲ့ပေါင်းပြီးဂိုးရအများကြီးရနိုင်ပါတယ်။ဒါကြောင့် အလီဘိုင်းစတောင်းနဲ့လိုင်းအဖြစ်ဖြစ်လေကင်းကျမ်းမဲ့လိုင်းအဖြစ်ဖြစ်တိုက်တယ်လို့ကစားလို့ရပါတယ်ဒီတော့လက်ရှိအကောင်ဆုံးကမ္ဘာနာ၅កောင်ကတော့ချွန်ကွန်နီဗာရီအရိုရာလန်ဆယ်လော့နဲ့လူကတ်စတိုပါဘယ်ကမ္ဘာနာကိုလက်ရှိအသုံးပြုနေလဲကမ္ဘာမှာပြောပြတော့ပါဦးဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share တွေလုပ်ခဲ့ပေးပါနောက်ထပ်ဒီလိုဗီဒီယိုလေးတင်ပေးသွားပါမို့ MJ Gaming YouTube Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့။